မိခင်ဖြစ်သူအတွက်ရှိသမျှစီစဉ်တွေနဲ့စေကူတာပေးနေတဲ့နန်းခင်စီယာကဲပရိသတ်ကြီးတို့ရေပရိသတ်တွေအားလုံးရဲ့အချစ်တော်နန်းခင်စီယာကတော့သူ့ရဲ့ဘဝမှာအဖိုးမဖြစ်နိုင်တဲ့မိခင်ဖြစ်သူကိုစေကူတာရင်ပရိသတ်တွေရှိကနေအချိန်တော်တန်ကြအောင်လို့ပြောင်းနေကြတာပဲဖြစ်ပါတယ်ဘရောမစုံစိတ်ထားကောင်းလွန်တဲ့သူမကတော့ဒီတစ်ခေါက်မှလည်းမိခင်ဖြစ်သူရဲ့ကျမ်းမာရေးအတွက်ငွေကြေးသိန်းတစ်ထောင်မကအကုန်ကျခံပြီးတော့ကုသပေးနေခဲ့ပါတယ်။ နန်းခင်စီယာရဲ့မိခင်အနေနဲ့ကတော့အစာပိုင်းမှာသွေးလေးပတ်နာယောဂါလောက်ကိုပဲခံစားနေရခဲ့ပေမယ့်အခုအချိန်မှာဆိုရင်တော့အဆုတ်တစ်ဖက်ကိုပါပျက်စီးသွားခဲ့ပြီပဲဖြစ်ပါတယ်။ဒါကြောင့်အရင်ကထက်ကျန်းမာရေးပိုဆိုးလာတဲ့မိခင်ဖြစ်သူကိုအစွမ်းကုန်ကုသပေးနေခဲ့ပြီးဂဒင်တွေထဲမှာဆေးရုံဂဒင်ကဈေးအကြီးဆုံးဖြစ်တယ်လို့ယင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။သူမအနေနဲ့ကတော့မိခင်ဖြစ်သူကိုနိုင်တဲ့ဝင်တဲ့အကောင်းဆုံးကုသပေးသွားမှာဖြစ်တယ်လို့သူမမှာရှိတဲ့စီးတဲ့နှွေကုံသွားရင်တော့ဆက်ပြီးကုသပေးနေအောင်မှာဆိုတဲ့အကြောင်းလေးပြောလာခဲ့ပါတော့တယ်။ အရာပြင်သူမနဲ့အဆက်အသွယ်ပြည့်နေကြတဲ့ပရိသတ်တွေကိုလည်းမိခင်ဖြစ်သူနေပြန်ကောင်းလာတဲ့အခါကျရင်ပြန်ပြီးတော့ရုပ်ရှင်တွေရိုက်ကူးပြီးအကောင်းဆုံးစူးစမ်းပေးသွားအောင်မှာဖြစ်လို့သူမကိုမမေ့သွားကြဖို့တောင်းဆိုထားခဲ့တာပဲဖြစ်ပါတယ်ဗျာဆိုတော့မိခင်ဖြစ်သူအပေါ်ကိုအင်မတန်တည်တက်တဲ့သူမကိုဆက်ပြီးတော့အတင်းထားနိုင်ဖို့အားပေးစကားလေးပြောပြသွားကြပါအောင်ဗျာ